ွဲကိုတစ်ဖက်ကဒါကိုဝါတင်းနဲ့ဒီဒန်ယူရဲ့နှစ်ယောက်ရဲ့ဒီနေ့တွဲဆက်မှုအပေါ်အခုအနေနဲ့ဘယ်လိုနေလဲဒါတော့ဗျန်ကြီးကတော့လူငယ်ပြည်ပြည်ဒီနေ့မှာအမားယုံလေးရှိရဲဟောက်ွက်လေးတွေရှိသွားတော့အားလုံးလည်းအတွေ့ပါပဲဒါပွဲစဉ်တစ်ကြတော့သူကကောင်းတယ်နော်သူကကဲခံရင်ခံရင်လည်းကောင်းရမယ့်အစားသူကနည်းနည်းလေး strap မိွာလာမလို့နော်ပွဲစဉ်နှစ်တို့ပွဲစဉ်ဆိုသူကအမားမလို့ဆိုရင်တောင်းချောင်မလို့မှားပြီဆိုတော့နည်းနည်းပိုစက်တိုက်မှားတယ်လို့ခံစားရတယ်။အခုရောအဲ့အဲ့ပိုင်းလေးနဲ့ပတ်သက်ပြီးတော့တစ်ချက်ပဲ။အဲ့ပိုင်းလေးဆွေးနွေးပြပါမယ်။အဲ့ပိုင်းလေးကကျတော့သူက tactics က ဒီနေရာကစားသမားလေးမှာဖြစ်လေဖြစ်တာရှိတတ်တဲ့သဘောသဘာဝပါကိုအမားမလို့ဘူးဒီလိုရှိရင်ကိုတွဲနေရတဲ့ကစားသမားက professional ကစားသမားဆိုလို့ရှိရင်ကိုအားပြုပြီးတော့ကိုကလည်းအမားမထက်ဘူးဆိုတဲ့အတွက်ကြောင့်ကိုရဲ့စွမ်းအားတွေကအပြည့်အဝထုတ်နိုင်တယ်ဟုတ်ကဲ့အဲ့ဒီမှာကိုကမှားသွားပြီဆိုတော့ကိုကအဲ့ဒီနေရာကစားသမားလို့ဖြစ်တတ်တာပါလေဆိုတော့ကိုယ်တွဲဖက်ကိုပြန်ချိန်ပြန်ပြီးတော့အဲအားနာလို့ချိန်လို့ပြန်ဖြစ်အဲကိုယ့်ရဲ့ senior professional ကြီးနဲ့လည်းတွဲနေရတယ်သူကလည်းတော့တော့အမားတွေလုံးမိနေတယ်အခုနောက်လိုမျိုးဒုတိယပွဲမှာဆိုလို့ရှိရင်ပြီးလာတယ်သူ transfer ထုတ်လိုက်တာ3မြင်လောက်ကိုဂျိုင်းထွက်သွားတယ် အဲ့ဒါကသူကအတိတ်ကလိုက်ပြီးတော့ခြေကုန်နေလားမသိဘူးခေါင်းနဲ့ပြစ်တင်လိုက်တဲ့အလုံးမျိုးလေးဒါဆိုလို့ရှိလို့ရှိရင်အဲ့မှာပဲသူနည်းနည်းလေးတံပိုးလေးကနည်းနည်းလေးပြစ်မလားသူစိတ်မှနည်းနည်းလေးစုပ်ဖြစ်နေပြီးတော့နည်းနည်းလေးသူစိတ်ပြည်ပြီးသူစက်ပြီးပါလာပြီအဲ့ချိန်မှာနောက်ကန်ချင်းတွေကတခါထပ်ပြီးတော့ အောင်လေးရဲ့ bro တွေရဲ့တယုတ်ကြီးတို့ bro တွေကလည်းတော်တော်ကောင်းပုံပါတယ်ဟုတ်တယ်အဲ့ချိန်မှာသူ့ဟာတွေကကန်ကြီးတွေကလည်းဟိုအတားဆီးခံရတယ်ဒီသူ့ကန်ကြီးတွေကလည်းကျွန်တော်တင်နေဒီပဲခွင့်ချက်ကြီးတဲ့အချိန်မှာဝေးဘောတွေပါပြီးပါသွားတယ်အကြီးဘောတွေကိုလေသူ bro ကိုတော့ရှောင်ကန်တာပါသူ bro ကိုမိနေတယ်ဆိုတဲ့အတွက်ကြောင့်သူ bro ကိုဖွဲချင်းတွေစင်ချင်းတွေရှောင်ပြီးကန်တာအဲ့ဒါတွေကထပ်ပြီးတော့အမှားမြင်ဖြစ်ပြီးဝေးသွားတယ်ဆိုတော့အတွက်ကြောင့်တော်တင်နေတစ်ဖက်ကစားသမားတွေကလည်းသူ့အတွက်ခဲကစားရတာရှင်ပြန်ရတာခက်ခဲတဲ့တကယ်ကိုတစ်ဖက်ကစားသမားတွေဖြစ်နေတယ်ဆိုတော့ဒုတိယဘွဲပြန်စားတဲ့အချိန်မှာသူကဟိုသူ့ရဲ့အမှားယွင်းတွေပေါ်လာခဲ့ပြီ သူ့ရဲ့အမှားယူနေပေါ်လာတော့ကြောင့်သူကသူ့ရဲ့တွဲဖက်ကစားသမားကိုလည်းသူကအရန်အားနာလာပြီ။ဘာကြောင့်လဲဆိုတော့တွဲဖက်သူ့ရဲ့ကစားသမားအမတန်မှအချိန်ဝါရှိတဲ့ကစားသမားဖြစ်တဲ့အဲကိုယ့်ရဲ့တွဲဖက်ကစားသမားကိုအကောင်းဆုံးပံ့ပိုးထားတဲ့ကြားမှာကိုကအမှားယူလုပ်တိုင်းပြီးတယ်ဆိုလို့ရှိရင်သူကသိရမလားတော်တော်ကိုသူ့ဘက်က strategy ပါလာတယ်။ဒါတော့ကြောင့်အဲအမားယွင်းအမားယွင်းကနေမှဆင်ငယ်ဆင်ငယ်ပြည့်ရမလားနောက်မမတဲ့နဲ့အမားမျိုးအမားမျိုးတွေပါထပ်မပြီးတော့ရှုံးနေသွားခဲ့ရတယ်ပေါ့ဗျာဟုတ်ဒါပဲဖြစ်ဖြစ်ဒါမျိုးသက်တဲ့လူငယ်ကစားသမားတူဖြစ်တဲ့အတွက်အတွေ့အကြုံကောင်းနေလေရပါပါပေါ့နော်နောက်ထပ်လည်းဒါ အကိုရောရန်ကြီးရဲ့ဒီအနာဂတ်နဲ့ပတ်သက်ပြီးတော့ဒီချင်းလောကမှာဘယ်လောက်တိုင်းတာတွေဖြစ်နိုင်တယ်လို့ကိုဒီကနေပြောချင်တယ်ရန်ကြီးရဲ့အတိုင်းတာကတော့လက်ရှိသူ့ရဲ့ဒီ basic by skill ပေါ့နော် infrastructure တွေကတော့ပွင့်လင်းပြောလို့ရှိရင်အရင်အားရတယ်ကြိုက်တယ်ဒါသူဒီ TV live show ပွဲကြီးကိုလည်းခုမှဆော့ရတယ်ကစားသမားဖြစ်တယ်ပြီးလို့ရှိလို့ရှိရင်လည်းဒါဒီ mandible ဒီ national ကစားတီးမှာ mandible ဒီအမျိုးသားနှစ်ယောက်တွဲဆိုတာအမတန်ကြက်တဲ့ကစားနေဒါပေါ့ဒါပေါ့ဘလို့မှဖာထေးလို့မရတဲ့ကစားနေကိုနေရာကိုလည်းကိုဖမ်းရတယ်ပြီးလို့ရှိရင်ကို space ကိုအပြည့်ယူရတယ်တစ်ချမ်းလုံးတက်ကန်ရတယ်ဖမ်းရတယ် ဘလော့ပိတ်ကြတယ်ဆိုတော့သူ့မှာအရန်တာဝန်ကြီးတဲ့ကစားနည်းကိုစပြီးကစားရတယ်ပြီးလို့ရှိရင် live show ပွဲကြီးကစားရတယ်ဆိုတဲ့ကြောင့်သူ့မှာနည်းနည်းဒီပွဲကတော့အတွေ့အကြုံနည်းသေးတယ်ဆိုတဲ့အတွက်ကြောင့်သူနည်းနည်းအမှားယွင်းလေးလုံးပြီးသွားတာဒါမှမဟုတ်သူ့ရဲ့အခြေခံလေးတော့အမတန်ကောင်းပါတယ်ဆိုတဲ့ကြောင့်နောက်နှစ်နည်းငယ်အတွင်းမှာအမတန်မှတိုးတက်လာမဲ့ထိတ်တန်းဖိုက်တာတယောက်တည်းမှာ national ပေါ့နော်ထိတ်တန်းဖိုက်တာတွေမှာပါမဲ့ဖိုက်တာတယောက်လို့တော့သုံးသပ်မိပါတယ်ကြာ ဟုတ်ပါတယ်ပြည်သက်ကြီးဒါဗျာကြီးကဒီနေ့မှရှေ့ပွဲမှာကောင်းသွားတယ်ဒါဒုတိယပွဲနဲ့တတိယပွဲမှာအမှားယုံလေးတွေရှိသွားတယ်ဒါလည်းသူ့အသက်အရွယ်နဲ့သူခက်ရတဲ့ဒီလိုပွဲကြီးမှာခက်ရတဲ့အတွေ့အကြုံနည်းသေးတဲ့အချက်ကလည်းဒါသူ့ကိုဒီနေ့မှာအဲအနောင်ရှက်ဖြစ်ခဲ့ဖြစ်စေခဲ့တယ်လို့ပဲကျွန်တော်ယူဆလို့ရပါတယ်ဆိုတော့အခုဒီကျွန်တော်တို့ power button sibra crow ကတော့ဒါစီကိမ်းပြီးမှပြန်လာတော့မှာပေါ့နော်ဟုတ်တယ်စီကိမ်းပြီးမှပြန်လာတော့မယ်စီကိမ်းပြီးမှပြန်လာတော့မယ်ပွဲတွေအတွက်ကောအခုဘယ်လောက်ထိမျှော်လင့်ထားလဲဘယ်လောက်ထိဒီတွဲဆိုင်လေးတွေစီစဉ်ဖို့ရှိလဲဒါလေးရင်းဖို့လေးဒီကနေဆက်လောက်လေးပေါ်ပြပါဦး ကျွန်တော်တို့ပိုက်ကြော်ချင်းလောကမှာဆိုလို့ရှိလို့ရှိရင်ဒီ national လက်ရွေးစင်ကစားသမားတွေပါတယ်ပွဲတွေရတော့ဒါကျွန်တော်တို့အတွက်ကဒါအမြင့်ဆုံးပွဲတွေလို့ကျွန်တော်တို့ကဆုံးဖြတ်လို့ရတယ်ပေါ့နော်သုံးသပ်လို့ရတယ်ပေါ့နော်ခြေစားဘက်က fighter တွေပါတာလည်းကျွန်တော်တို့ကအခုဆိုလို့ရှိလို့ရှိရင်ပါတင်းတော့ fighter တွေကိုကျွန်တော်တို့ခေါ်သုံးပြီးပြီအဲ့တော့စီဂိမ်းပြီးလို့ရှိလို့ရှိရင်ကျွန်တော်တို့ကအမြင့်ဆုံးအမြင့်ဆုံး fighter တွေကလာပြီးတော့ပေါ်လို့ပေါ့ပါနော်ကျွန်တော်တို့ power fighter ကြီးရဲ့ share ကြီးကတန်ဖိုးကြီးကဟိုဖုံးနေတက်တော့ဟုတ်တော်တော်ကြောင့် အစီကိန်းပြီးလို့ကတော့ကျွန်တော်တို့ပေးသက်အခုတောင်းဆိုနေတဲ့ဟာလေးကွန်မန့်လေးကျွန်တော်တွေ့ပါတယ် record လေးတွေလောက်ထားပါတယ် note လေးတွေလောက်ထားပါတယ်ဗျာနော်အဲ့တော့ပေးသက်တွေကြည့်ကျင်တဲ့ကျွန်တော်တို့ဒီ national ဒီကစားသမားတွေပေါ့နော်လက်ရွေးစင် fighter တွေဖြစ်တဲ့အာရှင်းလေးတို့ចောင်းတိုက်တို့နော်ဒီအများကြီးရှိပါတယ်ဗျာနော်အောင်ကြီးတို့တော်တော်များများရှိကြပါဗျာနောက်ပြီးလို့ရှိရင် lipter ထဲမှာဆိုရင်လည်းကျွန်တော်တို့အရန်မှာတိုးတက်နေတဲ့ညီငယ်လေးတွေဖြစ်တဲ့ဗျာရက်ထက်ကြီးတို့အဲမျိုးလေးတို့ကိုစင်ကိုကြီးတို့အများကြီးရှိကြပါဗျာနော်ဓာလုံးကြီးတို့တွေပေါ့နော် တို့ရဲ့ပွဲတွေနဲ့ကျွန်တော်တို့အချိန်ဟုံးကဆက်ပြီးတက်ဖို့ပဲရှိပါတော့ဗျာ။အော်ဆိုတော့ပြည်သက်ကြီးဒါကျွန်တော်တို့ Operation Cyber Cross Season ကတော့စီးကိန်းကာလမှာကစားသမားတွေရဲ့ဒီစီးကိန်းပြိုင်ပွဲပေါ့အပြေဝအယုံစိုက်ဖို့အတွက်ကျွန်တော်တို့ Operation Cyber Cross ကိုတော့ဒါအကာလအတန်ကြာကျန်းသာတော့မှာဖြစ်ပါတယ်။ဒါလာမယ့်2026 January ပထမအပတ်လောက်မှာပြန်လာဖို့တော့ရည်ရွယ်ထားပါတယ်။ဒီတော့ပြည်သက်များခင်ဗျာ ကျွန်တော်တို့ရဲ့ Power Battle Cyber Cross Season ကိုအဲ့ဒီကြိုင်လဲစောင့်ကြည့်အားပေးပါအောင်ဂျားထဲမှာလဲဒါ Power Battle Cyber Cross Season နဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားစရာအကြောင်းအရာလေးတွေကိုကျွန်တော်စဉ်းစားမပြတ်တင်ဆက်ပေးဦးမှာဖြစ်လို့ဒီနေ့တော့ဒီလောက်ပါပဲဒါကျွန်တော်လည်းတူတင်ဆက်ပေးတဲ့ကိုဟောင်းကိုလည်းကျေးဇူးများတင်ပါတယ်ခင်ဗျာအားလုံးပဲကျေးဇူးပါစောင့်ကြည့်အားပေးသူတယောက်ချင်းဒီတိုင်းကိုကျွန်တော်တို့ Power Battle Cyber Cross အဖွဲ့သားများအားလုံးကကျေးဇူးထူးတင်ပါတယ်ခင်ဗျာ